ပြည်နယ်တော်များမှာရွေးကောက်ပွဲမှာ Republican တွေရှုံးနေရတာဟာမဲဆွဲရမှာမိမိရဲ့နာမည်ကိုမတုံးလို့ဖြစ်ကြောင်း Trump ကစင်ကြေပေးနေပါတယ်။ Democrat တွေအခုပြည်နယ်ရွေးကောက်ပွဲတော်များမှာအနိုင်ရတဲ့ပတ်သက်ပြီးသမရဟောင်းဥပမာကပါလဲပြောတယ်ဆိုတော့အနာဂတ်အတွက်အလင်းရောင်ကိုပြန်မြင်နေရပြီလို့မှတ်ချက်ပေးပါတယ်။အခုနယူးယောက်မြို့တော်ဝင်သစ်ဖြစ်လာတဲ့မန်တာနီကတော့နိုင်ငံရေးမေးဆက်တစ်ခုကိုကြောက်လို့ဖြုတ်ချနိုင်ပြီလို့ကြွေးကြော်ထားပါတယ်။ သူကထရန့်ကိုအာနာရှင်ဆိုပြီးလဲဆွဆွဲတော့ပါတယ်။နယူးယောက်ကိုသွားယူတဲ့တရင်တရင်သွားယူတဲ့တရင်တောက်တွေကလူငယ်တွေကမန်တာနေအတွက်နယူးယောက်တမျိုးလုံးပြပြဆင်အောင်မဲဆွဲပေးနေကြပါတယ်။ပြီးတော့ online ပေါ်မှာရောအင်ကြီးတွေပေါင်းပြီးစမင်းညက်တာတွေကစားမန်တာနေပုံရင်းနဲ့ဖျက်ဝတာနေရအနှံ့ပဲလို့ပြောပါတယ်။နိုင်တာမနိုင်တာအပထားမန်တာနေရဲ့ popular ဖြစ်မှုကတော့အမခံပဲလို့ပြောပါတယ်။သူခံမဲ့တဲ့အတိုင်းမန္တာနီကအနိုင်ရတော့ပါလေ။ဒါဟာသမရတတန်ဆယ်လအတွင်းမှာ အပေါ်လူလူရဲ့အမြင်ပြောင်းလဲစားပြုနေပြီလားဆိုတာလာမင်းနဲ့လုံးမဲ့ဂျာဖြစ်ရေကောက်ပေါ်မှာအဖြစ်ပေါ်မှာပဲဖြစ်ပါတယ်လာမင်းနဲ့လုံးတဲ့ဂျာဖြစ်ရေကောက်ပေါ်မှာသာ Trump ရဲ့ Republican တွေအနေနဲ့နေရာပေါင်းစုံမှာရှုံးမယ်ဆိုရင်တော့ Trump အနေနဲ့တော်တော်လေးကိုအခြေအနေမကောင်းတဲ့အနေအထားကိုဆက်ရောက်သွားနိုင်ပါတယ်လုံးချင်တာလုံးနေတဲ့ Trump ကိုပြည်သူတွေအနေနဲ့ဟန်တာဖို့လိုတယ်ဆိုပြီးတော့ ်မေဂန်တမလာအောင်ဥပမာကပြောသွားပါလိမ့်မယ်ဆိုစီယံဝဲဒီမှာပြောသွားပါလိမ့်ဒါနဲ့ပတ်သက်ပြီးတော့အင်ဖြူတော်ကတော့ဘာမှ ထုတ်ပြန်ကြေညာခြင်းမရှိပါဘူးဒါပေမဲ့မြို့တော်ဝင်ရေကောက်ပွဲဒီမှာဒီမိုကရက်တစ်ကတော်တော်လေးကိုအခြေအနေကောင်းကောင်းနဲ့အနိုင်ရခဲ့ပါလိမ့်အခုဆိုရင်နယူးယောက်မြို့တော်ဝင်အဖြစ်ပထမဦးဆုံးအသက်ငယ်ဆုံးဖြစ်အာရှတောင်ပိုင်းအတွင်းမွတ်စလင်တို့အူဟာရွေးကောက်ခံရရတာကအစပဲဖြစ်ပါလိမ့် ဒါဟာထရန့်ကိုထိုးနှက်ဖို့အတွက်လက်သီးချက်ပဲဖြစ်ပါတယ်မန်နာနီယာမွတ်စလင်တူဖြစ်သူတို့ဒီမိုကရက်တစ်ပါတီရဲ့ဆိုရှယ်လစ်တွေးမြင်ဘက်ရင်းသူလည်းဖြစ်ပါတယ်။ထရန့်ကတော့သူ့ကိုကွန်မြူနစ်လို့အမည်တက်ထားပါတယ်။သူကပြောရမယ်ဆိုရင်တော့နယူးယောက်မြို့တော်ဝန်ယာတို့ရရှိခဲ့တာကထူးခြားတဲ့အရေးလို့ဆိုနိုင်ပါတယ်။အစင်လာရအရိယာတို့နေရာကိုချမ်းသာကြော်ဝါတဲ့လုံရဲရှင်ကြီးတွေဘီလီယံနာသထေးကြီးတွေကလက်မလွတ်တမ်းကြိုးကြိုးစားစားထိန်းသိမ်းထားတဲ့နေရာပါ။ မန်နာနီယာအမေရိကန်ရဲ့အကြီးဆုံးမြို့ကြီးမှာလူလူမှုစိတ်တွေမြင့်တက်လာတာကိုတိုက်ဖြတ်မယ်ဆိုတဲ့အစီအမံတွေကိုချပြပြီးမဲဆွယ်စည်းရုံးခဲ့တယ်လို့အဆုံးသတ်မှာတော့အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။အိမ်ငါးကားတွေမြင့်တက်တာကိုကန့်သတ်ဖို့တံပိုးသင့်အိမ်ယာတွေပုံမချက်တွင်စောက်ဖို့ဘတ်စကားကားတွေခားမဲ့တတ်မှတ်ဖို့ငါးနှစ်ရွယ်ထိခလေးဆောင်ရှောက်မှုတွေခားမဲ့ဖြစ်စေဖို့ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်ဆိုပြီးမဲဆွယ်ခဲ့ပါတယ်။ အတိုးမြတ်မြို့တဲ့ဇေဝစင်တာတွေဖွင့်ဖို့2030ပြည့်နှစ်ရောက်မှာတနာယူလောကဒေါ်လာ30ဒီမြင့်တင်ဖို့ဒါတွေလည်းမဲထွက်ဆွဲသွားပါတယ်။သူ့စီစဉ်တဲ့မှာအသေးစားလုပ်ငန်းတွေအတွက်ဒဏ်ကြီးတွေထောက်ဝါရှောက်ဖို့လုပ်ငန်းကြီးတွေရဲ့အခွန်နဲ့ချမ်းသာကြော်ဝါသူတွေအတွက်အခွန်ကိုမြင့်တင်ဖို့ဥပမာတနေ့ကိုဒေါ်လာတန်တန်းထက်ပိုဝင်ငွေသူရရှိသူတွေဟာခွန်200ခန့်လောက်တိုးဆောင်မှာဖြစ်ပါတယ်။ဂါဇာကမ်းမြောက်မှာအစ္စရေးကပါလက်စတိုင်းပေါ်တိုက်ခိုက်မှုတွေလူမျိုးတော်တစ်ဖက်မှုလို့အတီးလင်းဆွဆွဲခဲ့တဲ့ပထမဦးဆုံးနိုင်ငံရေးသမားဟာမန္တာနီပဲဖြစ်ပါတယ်။ ဒါပေမဲ့နယူးယောက်ကိုသာနေတာညာဟုတ်လိုက်ဖမ်းပြမယ်လို့သူကကြွေးကြော်ထားတာဖြစ်ပါတယ်။တမန်ထွန်းကတော့မန်ဒါနီကိုတော်တော်မုန်းနေပါတယ်။သူရမ်းမုန်းတဲ့မန်ဒါနီမျိုးတော်ဖြစ်လာမျိုးတော်ဝင် ဖြစ်လာတာတမန်ထွန်းအတွက်တော့တကယ့်ကိုအရှိုက်ကိုလက်သီးနဲ့ထိုးလိုက်တာပဲဖြစ်ပါလိမ့်။တမန်ထွန်းကမန်ဒါနီမနိုင်သေးဖို့အတွက်အရင်နယူးယောက်ပြည်နယ်အုပ်ချုပ်မှုဟောင်းအန်ဒရူးကိုအိုမိုကိုထောက်ခံမယ်လို့ကြေညာပါတယ်။အန်ဒရူးကိုအိုမိုဟာဒီမိုကရက်တစ်ပါတီဝင်ဖြစ်ပေမဲ့ မြို့တော်ဝန်တွေအတွက်ပါတီကိုယ်စားလှယ်လောင်းဆင်းမှာမန္တလေးကိုရှုံးခဲ့တဲ့နောက်တတိပုဂ္ဂလအနေနဲ့ပါဝင်ရှင်နေပါတယ်။သူကထရရဲ့ထောက်ခံမှုကိုမကြိုးစားမဲ့ထရဟာမန္တလေးကိုမုန်းလို့မိမိကိုထောက်ခံတာလို့တုံ့ပြန်ပါတယ်။မန္တလေးနိုင်ရမှာဆိုလို့ဆိုပြီးတထေးတော်မြားကလည်းကိုမှုကိုမဲဆွေရမှာဒေါ်လာသန်းပေါင်းများစွာပါဝင်လှူဒန်းခဲ့ပါတယ်။ဒါပေမဲ့မန္တလေးကိုထောက်ခံသူတွေတော့မကြော်လွှမ်းနိုင်ခဲ့ပါဘူး။မန္တလေးကိုထောက်ခံသူတွေထဲမှာထင်ရှားတဲ့နိုင်ငံရေးကျယ်ပွဲမာနီစင်တာအလက်ဇန်ဒရီယာကော်စီယို ကော့တက်စ်တို့လည်းပါပါတယ်။နယူးယောက်မြို့တော်ဝန်ဟောင်းဘာဒီဘလာစီယိုကလည်းမန်နာလီဘက်ကအားပေးပါတယ်။ဘာနီဆန်နာကတော့မန်နာလီသားမြို့တော်ဝန်ရွေးကောက်ပွဲမှာအနိုင်ရရင်ခစ်တဲ့အမေရိကန်နိုင်ငံရေးသမိုင်းမှာမျိုးလုံးပြူးစရာကိစ္စပဲဆိုပြီးပြောတော့ပါတယ်။အခုတော့တူတူရတဲ့အတိုင်းပဲမန်နာဝလီယာခစ်တဲ့အမေရိကန်သမိုင်းမှာအန်အောင်လောက်ပွဲအနိုင်ရရှိခဲ့တာပဲဖြစ်ပါလိမ့်။ဒါပြင်အမေရိကန်ပြည်တော်စုမှာအရေးပါတဲ့ဗာဂျီးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးရာအတွက်လည်းဒီမိုကရက်တစ်ပါတီကအနိုင်ရသွားပါတယ်။ ။ဗာဂျီးနီးယားပြည်နယ်အောက်ဆိုမှုဖြစ်ဒီမိုကရက်တစ်ပါတီကိုစားပြုအပီဂေးဆမ်မန်မာဂါကယူကောက်တင်မြောက်ခံရပါလိမ့်။လက်ရှိပြည်နယ်ဆိုရဒုတိယအောက်ဆိုမှုဖြစ်တဲ့ရီပမီကန်ပါတီကိုစားပြုဝင်းဆမ်အာစီယာကိုနိုင်ရခဲ့တာဖြစ်ပါလိမ့်။ဒီရလဟာပြီးခဲ့တဲ့လပိုင်းမှာနိုင်ငံရေးအရစိတ်ပြည့်စရာရလဒ်တွေကြုံခဲ့ရတဲ့ဒီမိုကရက်တစ်အတွက်တော့တွန်းအားကြီးဖြစ်သွားပါလိမ့်။ဒီမိုကရက်ပါတီဝင်တွေအတွက်2026သတ္တဝန်ယူကော်ပေါ်မှာအပြောင်းအလဲကြီးကြီးမားမားတွေဖန်တီးနိုင်ဖို့တွန်းအားကြီးတစ်ခုဖြစ်သွားပါတယ်။ တူမဟာဗာဂျီးနီးယားပြည်နယ်တမိုင်းမှာပထမဆုံးမျိုးသမီးအုပ်ချုပ်မှုဖြစ်လာမှာပါရာဒူကနေထုတ်ခွာတော့မဲ့ Republican ပြည်နယ်အုပ်ချုပ်ရေးမှူး Grand Canal ရဲ့နေရာကိုဆက်ခံရမှာဖြစ်ပါလိမ့်။ဒါအပြင် Virginia ဟာပါတီဆွေးနဲ့ရွေးချယ်မဲ့အစားလက်တွေ့ကျတဲ့ရွေးချယ်မှုပဲဦးစားပေးလိုက်ပြီးဆိုပြီးကြေညာပါလိမ့်။တကယ်တော့လူတွေက Republican တွေကိုစိတ်ပြတ်သွားတာဟာ Trump ကြောင့်လို့ပြောရင်လည်းမမှားပါဘူး။ ပြောရမယ်ဆိုရင်တော့အလေအလတ်ရင်းတဲ့ပြည်တော်တွေမှာပါပြည်တွင်ထဲမှာ Trump ကိုသူတို့ Republican တွေကအခြေအနေမကောင်းတာကိုတွေ့ရပါတယ်ပြီးတော့ American သမ္မတ House Obama လို့ပုဂ္ဂိုလ်မျိုးကပါမဲဆွဲပြီးခဲ့တဲ့အတွက်ကြောင့် Republican တွေကတော်တော်လေးကိုထိုးတဲ့ချက်ကြီးဖြစ်သွားပါတယ်အဲဒီအချိန်မှာ Trump ကတော့ပြည်ပမှာပဲတော်တော်လေးကိုနိုင်ငံရေးချကိစ္စတွေလုပ်နေတာပဲဖြစ်ပါတယ်အခုတော့ Trump နေတဲ့တော့ကြီးမားတဲ့ထိုးနှက်မှုတွေကိုခံလိုက်ရပြီပဲဖြစ်ပါတယ်နောက်သင်ပုတ်ပြောချင်ပါတယ် ဗင်နီဇွဲလားမှာအမေရိကန်တပ်တွေခြားထားခြင်းဟာတင်းမမှုကိုပုံမှုမြင့်တက်စေလိမ့်မယ်လို့ပေါ်ဟမ်မင်းကြီးကပြောပါတယ်။ကာရီဘီယံနေသားမှာအမေရိကန်စစ်တပ်တွေခြားထားခြင်းကိုအမေရိကန်သမ္မတထရန့်ကအဲ့ဒီလိုလုပ်တဲ့နဲ့ပတ်သက်ပြီးထရန့်ကတော့အမိတက်မပြောပေမဲ့ပေါ်ဟမ်မင်းကြီးပုတ်တူကိုဖိုတင်းကအင်္ဂါနေ့ကဝေဖန်ပြီးအကြမ်းဖက်မှုနဲ့အနိုင်မရနိုင်ဘူးဆိုပါတယ်။ဒီနောက်ဒုကမင်းမြတ်တဲ့ကမှာပေါ်ဟမ်မင်းကြီးကနိုင်ငံတကာနိုင်ငံဟာငြိမ်းချမ်းရေးကိုကာကွယ်ဖို့အတွက်စစ်တပ်ထားခွင့်ရှိတယ်လို့ဖြေကြားတော့ပါတယ်။ ။ဘာဖြစ်ဒီကိစ္စအတော်လေးချမ်းသာပါတယ်။ဒါအတင်းမှမဟုတ်ပါလို့ပိုဟမ်မကြီးကပြောပါတယ်။အချိန်တိုင်းမှာအမေရိကန်စစ်သည်မော်နဲ့ဗင်နီဇွဲလားနဲ့ပူပူနီလာနဲ့လွတ်ဆွပါတယ်။အကြမ်းဖက်မှုနဲ့ကျွန်တော်တို့အနိုင်မရနိုင်ပါဘူး။လုံရမယ့်ဟာကစုနဲ့ဖြေရှာဖို့ပါလို့ဆိုပါတယ်။ကြာသည်မီယပန်နဲ့ကာရီဘီယံဒေသမှာဒီကကြတဲ့စစ်တပ်ချတာမှုကိုထရန်ကာပြုလုပ်ခဲ့ပြီးမူရစ်စေဝါတဲ့တယ်ဆောင်တဲ့ရင်းနေလို့ဆွဆွဲပြီးတော့ပြစ်ခတ်တိုက်ခတ်မှုများပြားလုပ်ပါတယ်လူသားစုပေါင်းများစွာသိပါတယ် ဗင်နီဇွဲလားအမေရိကန်ကဝင်ရောက်ကြိုးကြတဲ့ခိုင်နိုင်တဲ့အလားအလာပေါ်သူကခပ်ပေါ်ပေါ်ပဲပြောတော့ပါတယ်ဗင်နီဇွဲလားတမန်တော်မာဒူရိုကိုအမေရိကန်နိုင်ငံမှာမူရစ်စီဆိုဂျာတင်နဲ့မှုဖွင့်ထားပါတယ်မာဒူရိုကလည်းထရန့်ကိုကာရာကတ်စ်မှာအစိုးရပြောလို့ဖြစ်ဖို့လိုလားနေပြီးဗင်နီဇွဲလားရင်းနယ်တွေကိုတင်ပြလိုက်လို့တဲ့ပုံကိုလို့ပြန်လည်ဆွတ်ဆွဲနေတာဖြစ်ပါတယ်လက်ရှိမှာတော့ပိုဟမ်မင်းကြီးကထရန့်ရဲ့အဲ့ဒီလိုရတဲ့ကိုမကြိုက်ဘူးလို့ပြောပေမဲ့ဒီကိစ္စတွေကတော့ဒီလိုလုပ်လို့မပြီးနိုင်ဘူးလို့ဆိုပါတယ် အခုဖြစ်နေတာတွေပေါ်သဘောပြုကြရဖို့လိုအပ်နေတာတွေအတွက်လက်ရှိနဲ့ရံပြန်ဟမှုတစ်ခုရှိတယ်လို့ထင်မြင်ယူဆပါတယ်။လက်ပေါများစွာဘယ်တော့မှဗာပြေသနာမှမဖြစ်အောင်နေထိုင်ခဲ့တဲ့လူပေါင်းများစွာပေါ်အခုဖြစ်နေတာတွေကကြီးမားစွာထိခိုက်မှုရှိပါတယ်လို့ပေါ်ဟမ်မကြီးပုတ်လီယို14ကပြောသွားပါတယ်။နောက်သင်ပုတ်ပြောချင်ပါတယ်။တမ်မတ်တွေပြန်ခေါ်တာနဲ့ပတ်သက်ပြီးနီပေါ်ရီယောကျောင်းရဲ့ဆိုင်လိုက်လို့ဂျာဖြတ်ဝန်ကြီးချုပ်တရားအခက်အခဲဖြစ်နေတယ်လို့သိရပါဗျ။နီပေါ်နိုင်ငံမှာဝန်ကြီးချုပ်ဆူရှီလာကာကီနဲ့ သူ့ရဲ့ဂျာဖြတ်ဆိုရအတွက်အခက်ခဲကိစ္စတစ်ခုဖြစ်နေပါတယ်။ဒါကတော့တရားလွတ်တော်ချုပ်ကပြည်ပနိုင်ငံအသီးသီးကိုဆေလွတ်ထားတဲ့စေကနန်းနဲ့ချီတဲ့တာမတ်တွေပြန်ခေါ်ဖို့စီစဉ်ရတတ်မှုမိတ်ထုတ်ခဲ့တာပါ။ဒီဖြစ်စဉ်ကိုနီပေါ်ရှင်းနေသူကနိုဝင်ဘာ၂ရက်နေ့ကပြောပါတယ်။ငွေကြေးချုပ်ကကြီးအားအကျင့်ပြချောင်းဆောင်မှုစတင်ဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက်ပြီးခဲ့တဲ့စက်တင်ဘာလမှာနီပေါ်နိုင်ငံရဲ့ပထမဆုံးမြို့သမီးကောင်းဆောင်ဖြစ်ခန့်ခံရတဲ့တရားသူကြီးချုပ်ခေါင်းလည်းဖြစ်ပါတယ်။ သူရဲ့ရှင်မဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ KB ရှာမောင်းအိုဒီကာခံရခဲ့တဲ့တရုတ်အမေရိကန်ပြည်ထောင်ရေးဂျပန်ပါဝင်နိုင်ငံပေါင်းစစ်တပ်နိုင်ငံကအတန်အမတ်တွေကိုကာကီကပြန်ခေါ်ခဲ့ပါတယ်။တန်အမတ်တွေကိုရာထူးကနေဖန်ရှားဖို့ကြိုးစားတဲ့အခါသူတို့လုံဆောင်ချက်တွေကိုမကျေမလည်ဖြစ်တာကြောင့်လို့ဂျားဖြတ်ဆူရကအကြောင်းပြပါတယ်။ကာကီရဲ့ဆိုးဖြတ်ချက်ကိုစိန်ခေါ်တဲ့ရှင်နေသူကအစိုးရဟာတန်အမတ်တွေပေါ်စိုးချက်တွေကိုတရားဥပဒေမှာသူတို့ပြန်နိုင်ခြင်းမရှိဘူးလို့ဆိုပါတယ်။အဲ့ဒီရှင်ရဲ့ပြောကြားချက်အရ တမ်မအားလုံးကသူတို့ရဲ့ယာတုတွေမှာပုံမှန်တိုင်းဆက်လုပ်သွားမယ်ဆိုပါတယ်အစိုးရရင်နေတဲ့တရားရင်တော်မင်းကိုလေးစားလိုက်တာသွားမယ်လို့ဂျားဖြတ်အစိုးရဖွဲ့ဝင်ဆက်သွယ်ရေးနဲ့တရင်ချက်လက်နေပညာဝန်ကြီးကလည်းပြောပါတယ်လက်ရှိမှာတော့မိဘဂျားဖြတ်ဝန်ကြီးချုပ်အနေနဲ့တိုင်းပြည်ရဲ့ဆိုးဝါးလာတဲ့အခြေအနေကြားမှာအခက်အခဲများစွာနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်နောက်ဆုံးသင်းပုတ်ပြောချင်ပါတယ်အီရန်မျိုးသမီးတွေဘောပွဲပြန်ကျူရှိခွင့်ရတဲ့ပေါ် FIFA ဥက္ကဋ္ဌကကြိုးဆိုလိုက်တယ်လို့ဆိုပါလေ။အီရန်နိုင်ငံမှာရှမ်းမြို့မှာ ကျင်းပခဲ့တဲ့ half cup ဘောလုံးမြောက်ပွဲကိုအမျိုးသမီးနဲ့မိန်းကလေးငယ်တွေလာရောက်ကြည့်ရှုခွင့်ရတဲ့နဲ့ပတ်သက်ပြီးကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA ဥက္ကဋ္ဌ Infantino ကကြိုဆိုပါတယ်ဒီဖြစ်ရပ်ဟာအတက်ပေါ်ရာတိုးတက်မှုဖြစ်ပြီး Iran Hazi Cup ပွဲကိုအမျိုးသမီးနဲ့ကလေးငယ်တွေတက်ရောက်ကြည့်ရှုခဲ့တယ်လို့သိရတဲ့အတွက်အယံဝမ်းသာပါတယ်လို့ Infantino ကဆိုပါတယ် Iran နဲ့ကမ္ဘာတစ်ဝန်းကဘောလုံးပွဲတွေကိုလူတိုင်းလာရောက်ကြည့်ရှုနိုင်ဖို့သက်ဆိုင်ရာအာဏာပိုင်တွေနဲ့လည်းဆက်လက်ဆွေးနွေးဖို့ကြိုးစားမယ်လို့သူကကြေညာပြပါတယ် ဖီဖာရဲ့ရည်မှန်းချက်ဟာဘောလုံးအကစားကိုကမ္ဘာပေါ်ကလူတိုင်းအတွက်ဖြစ်စေဖို့ဖြစ်ပြီးဒီလိုတိုးတက်မှုတွေဆက်ရှိဖို့မျှော်လင့်တယ်လို့အင်ဖန်တီနိုကဆိုပါတယ်။အီရန်မှာ1989ခုနှစ်တော်လိုင်းရင်နောက်ပိုင်းမြို့သမီးတွေကိုအကစားပွဲတွေတယောက်ခွင့်တာမြင့်ခဲ့ပါတယ်။အီရန်နိုင်ငံဟာလာမယ့်နှစ်မြောက်အမေရိကမှာကျင်းပမယ့်ကမ္ဘာဖလားပြိုင်ပွဲအတွက်ခြေစစ်ပွဲလဲအောင်မြင်ထားတယ်လို့သိရပါတယ်။